စိတ်ချမ်းမြေ့စရာကောင်းတဲ့ဘဝဟာအောင်မြင်တဲ့ဘဝထက်ပိုပြီးတော့ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အောင်မြင်မှုဆိုတာကတခြားသူတွေတိုင်းထွာတာဖြစ်ပြီးတော့စိတ်ချမ်းမြေ့မှုကတော့ကိုယ့်ရဲ့စိတ်နှလုံးသားနဲ့တိုင်းထွာတာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။အောင်မြင်မှုရောစိတ်ချမ်းမြေ့မှုရောရတဲ့ဘဝတစ်ခုကိုရရင်တော့ပိုကောင်းလာမှာ ဘလောက်ပဲသူ့အတွက်ခက်ခဲနေပါစေအမှန်တွေပဲပြောတတ်တဲ့သူတွေကိုလေးကိုလေးစားရမယ်ကိုကိုတဘောကျနေတဲ့သူတွေကိုအတုံးမချမိပါစေနဲ့ကိုကိုတကယ်ကိုလိုအပ်နေတဲ့သူတွေကိုငါမအားဘူးလို့မပြောမိပါစေနဲ့ကိုကိုတကယ်ယုံကြည်နေတဲ့သူတွေကိုမလိမ်မိပါစေနဲ့ ကိုကို အမြဲတမ်းတတိယနေတဲ့သူတွေကိုမေ့ပြဖို့မကြိုးစားပါနဲ့မှန်ကိုကြည့်ပြီးတော့ပြုံးပြလိုက်စမ်းပါအဲ့ဒါကိုမနဲ့တိုင်းလှုပ်ကြည့်လိုက်ပါဘဝမှာအပြောင်းလဲတွေရှိလာလိမ့်မယ်ကိုကပါဇက်ပိတ်ပြီးတော့လမ်းလျှောက်ထွက်လာခဲ့တယ်ဆိုတာက တခြားသူနိုင်သွားတာမဟုတ်ပါဘူးကိုယ့်ရဲ့အချိန်တွေနဲ့သူတို့နဲ့မထိုက်တန်တဲ့အတွက်ကိုဟာထွက်ခဲ့တာပါဘဝမှာဥပမာပေးလို့ရနိုင်တဲ့ဘဝတစ်ခုကိုခံနေပါ မကျင်နာတတ်တဲ့သူတွေကိုကျင်နာပြလိုက်ပါ ခွင့်လွတ်မှုနဲ့မထိုက်တန်တဲ့သူတွေကိုလည်းခွင့်လွှတ်လိုက်ပါဒါဟာဥပမာပေးလို့ရတဲ့ဘဝတစ်ခုပဲ အလှပတရားဆိုတာကကိုယ့်ရဲ့အစိုးမျက်နှာတွေနဲ့ကိုယ်နဲ့ဝေးဝေးနေလိုက်တဲ့အချိန်မှာစတင်တာပါဒီတော့အစိုးမျက်နှာတွေကိုစွန့်လွတ်လိုက်ပြီအစိုးမျက်နှာတွေနဲ့ဝေးဝေးနေလိုက်ပြီဆိုရင်တော့အလှပတရားတွေကိုကိုယ်စပြီးတော့ခံစားရနိုင်မယ်ကိုယ်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးတဲ့သူကိုကိုမနာလိုစိတ်ကြီးနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်လည်းမပျော်ရွှင်သလိုဆိုးရွားတဲ့ဘဝတွေမှာသူတို့နေနေရတယ်ဒါကမမေ့ပါနဲ့ပျော်ရွှင်မှုဆိုတာကကိုယ်နဲ့ပဲစတင်ပါတယ်ကိုယ်မှာရှိတဲ့အလုပ်တွေကိုယ်မှာရှိတဲ့ငွေတွေကိုယ့်ရဲ့အခြေအနေတွေနဲ့မဆိုင်ပါဘူးဒီတော့အခုချက်ချင်းပဲပျော်ရွှင်တဲ့ဘဝတစ်ခုကိုစတင်လိုက်ပါ ပျော်ရွှင်မှုအတွက်မရှိတော့တဲ့အရာတွေကိုမင့်ပြလိုက်ပါရှိနေတာတွေအတွက်ဂျေဆုတင်ပါလာမယ့်အရာတွေအတွက်ရှေ့ကိုလှမ်းကြည့်ပါမြင်တာပါမာကျော်တဲ့လောကကြီးကကိုကိုပြောင်းလဲတာမခံပါနဲ့နာကျင်မှုတွေကအမုန်းတရားအဖြစ်ပြောင်းလဲပြီးတာကိုမခံပါနဲ့ခါတိမှုတွေက ချူတာမှုတွေကိုခိုးယူသွားတာလက်မခံပါနဲ့ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့စုဝေးများတာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေနဲ့မိဆွေတွေဟာလည်းနေ့တစ်နေ့ကိုပြည့်ပြည့်ရှင်ရှင်နဲ့ဖြစ်တဲ့အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တို့